ဘဲပြုတ်ကောင်းမြင်ပေါင်းပြုလုံးလေးစဆောင်လေးပါရှင်ဘဲပင်ဖောက်တာလေးကိုအရင်ဆုံးကြည့်လိုက်ပါနော်အရင်ဆုံးတော့စတော်ဘဲကိုတ냐ရေစိမ်ပါတယ်တ냐ရေစိမ်ပြီးလို့ရှင်ဒီလိုနေထားရပါတယ်အဲ့ဒီဟာကိုစကားတဲကိုထည့်ပြီးတော့ပေါ့နော်အဝိ တန်းတန်းလေးနဲ့အုပ်ပြီးလို့ရှိရင်တနေ့ကိုရင်းနှစ်ကြိမ်လောင်းပေးရပါတယ်ရှင်ဒါကတော့ဒုတိယနေ့မှာမြင်ရတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့တနေ့နှစ်ကြိမ်ရေလောင်းလိုက်လို့ရှိရင်အဲ့လိုလေအညောင်လေးထွက်တယ်ပေါ့နော်ဒါကတော့တတိယနေ့မှာမြင်ရတဲ့အနေအထားဖြစ်ပါတယ်ဒါဆိုရင်တော့စပီးပြုတ်လို့ရပါပြီရှင်အဲသူ့ကိုတော့ဆော်တာမုံအနေငယ်ထဲထဲချိုးသေးဖို့အတွက်ထညက်လေးထည့်တယ်ပြီးရင်စားအနေငယ်ထဲထဲရေတန်းနဲ့ထည့်ပြီးလို့ရှိရင်စပီးရပြုတ်ထားလိုက်မှာဖြစ်ပါတယ်ကောင်းချင်းကိုလည်းတညရေချိုးစိန်ထားပါတယ်ဒါကတော့ပေါင်းကွက်ကအပေါက်ကျဲတဲ့အတွက်ပေါ့နော်တထက်ခံလိုက်တာဖြစ်ပါတယ်ပဲကိုရေခမ်းပြီးရေခမ်းအောင်ပြုတ်ဖို့လိုတယ်ပေါ့နော်အမြုပ် Twitter တက်လိုင်းဖယ်ပေးပါရှင်ပြီးတော့ကောင်းညင်းကိုစပောင်းလိုက်ပါမယ်ပြီးတော့ပဲလေးတွေကိုလည်းဒီကောင်းညင်းပောင်းနဲ့ရောပြီးတော့မှပေါ့နော်ထပ်ပြီးတော့ပောင်းမှဖြစ်ပါတယ်ရှင်ဒီစတော်ပဲတပူးကလေးအလောက်အများကြီးရတယ်ပေါ့နော်ကျွန်မကတော့တဝက်လက်ခွဲပြီးတော့မှသိမ့်လိုက်ပါတယ်ရှင်ဒါဆိုရင်တော့အရန်ကိုစားချက်နေတဲ့ပဲပြုတ်ကောင်းညင်းပောင်းလေးပူပူလေးရပါတယ်ရှင်နောက်ပလော့လေးမှာထပ်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်